ရှမ်းပြည်နယ်မြောက်ပိုင်းကိုကန့်အထုတေသတင်မှဂျွန်လ9ရက်နေ့ကစပြီးကြောက်အလက်ခံပြီလို့ MNDAA ဘက်ကထုတ်ပြန်ပါတယ်အထူးဒေသတဲ့မြန်မာပညာရေးကော်မတီကနေလာရှိုဒေသကအခြေခံပညာကျောင်းတွေမှာကျောင်းအပ်လက္ခဏာဖြစ်ပြီးမူလတန်းတွေကိုအခမဲ့လက္ခဏာဖြစ်ကာအလဲရန်နဲ့ထက်တန်းကိုတော့မသိရသေးဘူးလို့ MNDAA သတင်းရင်းမြစ်ကပြောပါရယ်ကျောင်းအပ်လက္ခဏာကျောင်းတွေကလာရှိုမြို့နာကခြေရအသီးသီးကစာသင်ကျောင်း20ဖြစ်ပြီးကျောင်းအပ်လက္ခဏာပေမဲ့ ကြောက်ဖွင့်မဲ့ရက်ကိုတော့မသိရသေးဘူးလို့ဆိုပါရယ် MNDAA သတ်မှတ်ထားတဲ့အထူးဒေသတစ်ဆိုတာဟာလာရှိုမျိုးစနစ်ရက်ကွက်ကလွဲလို့ပတ်ဝန်းကျင်ကကျေးရွာတွေတိုင်းနီခရိုင်နဲ့ကုတ်ခိုင်တွေကဒေသတချို့ပါဝင်တာဖြစ်ပါရယ်အခုဖွင့်လိုက်မဲ့စာသင်ကျောင်းတွေအတွက် CDM ဆရာဆရာမတွေလာရောက်လျှောက်ထားနိုင်တယ်လို့လည်း MNDAA ဘက်ကပြီးခဲ့တဲ့ရက်ပိုင်းကခေါ်ယူထားပါသေးတယ် အထုဒေတာတစ်ထဲမှာပြီးခဲ့တဲ့2024-2025ပညာသင်နှစ်ကစလို့ကျောင်းနေအရွယ်ကလေးတွေအားလုံးပညာသင်ယူနိုင်ဖို့ဆိုပြီးလာရှိုမြို့တွေကကျောင်းနေအပါအဝင်အခြေခံပညာကျောင်း22ကျောင်းဖွင့်လှစ်ပေးခဲ့တယ်လို့သိရပါတယ်ရှင်။